ပါရမီတော်7ပါးဘုရားရှိခိုးပါဗျာယောဇိနောနေကဇာတိယံသဗ္ဗုဒ္ဓဒါရမင်္ဂဇီဝိတံဟောရိပေမတောအလကမာနာသောအတ္ထသည်ယေဝအဋ္ဌိကတာဒါနပါရမိတရောပရံအဘူရိသီလပါရမတိကံပိ တန်သမိတ်တိယောဘယတမဂတံဓမေကဒီဘကနမေယောဇိနောနေကဇာတိယံတဗုဒ္ဓဓာရမင်္ဂဇိဝိတံပိဘောဓိပေမတော အလကမာနာသော အတ္တသည်ယေဝ အထိကသဒါနပါရမိတရောပရံအဘူရိသီလပါရမတိကံပိတသမိတ်တိယောဘယတမဂတံဓမေကဒီဘကနမေ ယောဇီနောငါဘမန်ညွန်ယံဝွန်ကိုမယွတ်မထိတ်ခြင်းသိစိတ်ဖြင့်နင်းနှိတ်ကြင်ဖန်အောင်ပွဲခံ၍အောင်လံလွင်ထူအခြင်းအောင်တော်မူမြတ်စွာဘုရားသည်အနေကဇာတိယံတင်းနှင့်သုံးလေးကနန်းရေ၍ခြင်းတွေးမလွယ်များကျဲလှစွာဘဝဘဝလေးသင်ခြင်းနှင့်ကဘာတသိန်းတို့ကာလအတွင်း၌ ဟောရိမေမတောဟောရိညာကြည်ရွယ်တိုင်းပြီသည်ထိုဒီဗတံသဗ္ဗေညုတရွှေညာတော်ကိုရယံစိတ်ထားလိုလန့်တောင်းတော်မူသောကြောင့်သာဗုဒ္ဓတာတောကိုရောယင်သွေးအတ္တပိ၍ခြေရဖြာစီတဲ့နှလုံးနှင့်ပမာမိရသည်ဇာလီကနာစိန်တို့ကဲ့သို့သော သမိသာ မတ္တိဒေဝီတို့ကဲ့သို့သောဇဏီမိဖုရားနှင့်တကားဖြစ်သောအင်္ဂဇီဝီတံပိမာသွေးမာယီရာဇာယုတ်ကိုရင်ကြီးသည်ဖြိုးစီတပ်ပဲကိုရင်ကကြီးငယ်နှင့်တကားလူဝဲအမြတ်ခေါ်မှတ်တွင်ကြောင်းအတ္တတစ်ချောင်းကိုပင်တော်လဲအလကမာနသောငါသားငါသမီးငါဇဏီနှင့်ငါတိငါနံငါကြငန်းတီ ငါတယံရွှေငါရွှေငွေနှင့်ငါမြေငါရာငါဥ္စာဟုတာယာမြေရမပီရအောင်ယမပိဖုံးစိန်နှလုံးမှစိတ်သုံးတော်မူခဲ့သည်ဖြစ်၍အထိကတာအလိုရှိလက်ချင်းလာကတာယုံမြမဟုအလူကံပုဂ္ဂိုလ်များထို့တို့အားအတန်ဒီရေဝါတဗ္ဗညုညံရဖို့ယံဟု စိတ်တန်ရှိပြေသရာရှိ၍လူပေးတော်မူခဲ့သည်သာသည်ဒါနပါရမီအပြားသုံးလီဒါနပါရမီတော်မြတ်ကို၎င်းတရောပရဟောထိုဒါနပါရမီမှတမျိုးတကြတပါးသာလျှင်ဖြစ်တော်သီလပါရမတိကံပြီသီလပါရမီမေခံမပါရမီပညာပါရမီဝိရိယပါရမီခန္တီပါရမီသစ္စာပါရမီ ဒိဋ္ဌာနာပါရမီမေတ္တာပါရမီဥပေက္ခာပါရမီတော်မြတ်တို့ကို၎င်းအဘူရိတဗ္ဗညုညံရဘူယံဟုစိတ်တန်ဤသုတရာထူဖြင့်စီဘူးဖြည့်ခြင်းတော်မူခဲ့လေပြီဒါတဝပါရမီစေဘအကျေဘွားက ပြာ30နှုံးမလွယ်တို့ဤအိဒိယတဇွန်တဇမကြံရအောင်လောကကုံလုံးပြည့်စုံတော်မူခြင်းကြောင့် အဂတောဗျမနလူသုံးပုံသူတွင်မိသူမြမရှင်အပ်သည်အမျက်ခေါင်မှုပုဂ္ဂိုလ်ထူး၏အဖြစ်သောဥပယာတောဆိုကြည်ပွင့်စဉ်ခါရံပြီဟု ပါရမီတော်နှိုးပင်စော၍ရောက်တော်မူကြီးရောက်တော်မူပြီးထသောဧကဒီပကံအစမထင်ဆုံးမမြင်သည့်တန်တရာတကြောတမျိုးထင်မျိုးကြသည်လူရောနတ်ပါ ဗျာမာမကျွန်းတတဝခပင်းတို့ဤဟောစင်ခိုမိတကူတဲသောကိုင်းကျွန်းကြီးတဝဲလည်းဖြစ်တော်မူပါ၏ထသောတန်စီနံငါဘာမညွန်ရန်အဝန်ကိုမယုံမထိတ်ခြင်းသေးစိတ်ဖြင့်နိမ့်နေကြင်ဖန်အောင်ပွဲခံ၍အောင်လံလွင့်ထူထိုးအောင်တော်မူမြတ်စွာဘုရားကို အဟံ ယုတ်နာနှဖျားငါခန္ဓာကိုသူငါသမုတ်အကျနှုံးသည်မယောခန္ဓာပင်စကားသမုဝဟုနာမမိခောဖယတပိတော်တို့သည် နမမိမင်္ဂလာဆရဏအဝုဇဝေကြည်စွာကိုရောပူဇော်မြတ်လို့ရှေခိုးကြပါ၏ဖယံနမမိနမမကာယဝစီမနောချင်းလျက်သုံးလီဒွါရပနာမဖြင့် ကာရဝယုကျုလက်ဆုံမူကရှင်ခိုးကြော့ပါဤမြတ်စွာဘုရားသာဓုသာဓုသာဓု